င်္ဂလာပါရှင်ကျမလေးလေးမောင်မ DVB ရုံမြင်သံကြားရဲ့နေ့လယ်12နာရီချိန်ရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါမြန်မာနိုင်ငံသတင်းတွေကပါသတင်းတွေနဲ့တူအကစားသတင်းတွေကိုလည်းရှုစားကြမှာဖြစ်ပါရဲ့ရှင် NLD ပါတီရဲ့ဗဟိုအလုံးမှုဆောင်အချုပ်အပါဝင်ဂျားဖြတ်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့ရန်ကုန်တိုင်းဒေသကြီးကလွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ရွေးကောက်ပွဲကျင်းပမဲ့ရန်ကုန်တိုင်း၁၇မြို့နယ်ကခရိုင်မြို့နယ်ပါတီအလုံးမှုဆောင်တွေဟာရွေးကောက်ပွဲအောင်နိုင်ရတဲ့ဖေဖော်ဝါရီလ20ရက်နေ့ အမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ရုံးချုပ်မှာတွေ့ဆုံခဲ့ကြပါတယ်။ရွေးကောက်ပွဲဆိုင်ရာစီးပင်းစည်းကမ်းတွေကိုလိုက်နာဖို့နဲ့ပြည်သူတွေရွေးကောက်ပွဲကိုစိတ်ဝင်စားလာအောင်ဆောင်ရွက်ဖို့မှာကြခဲ့တယ်လို့ NLD ဗဟိုအလုံးမှုဆောင်ကော်မတီအတွင်းရေးမှုအဖွဲ့ဝင်ဦးညံဝင်းကပြောဆိုထားပါတယ်။ရန်ကုန်တိုင်းအောင်နိုင်ရေးအတွက်ပါတီဗဟိုအလုံးမှုဆောင်အဖွဲ့ဝင်ရန်ကုန်တိုင်းဝင်ကြီးချုပ်ဦးဖြိုးမင်းသိန်းနဲ့ပြည်သူ့လွတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်တို့ကတာဝန်ယူထားတယ်လို့လည်းသိရပါဗျ။ဦးဝင်းမြင့်အနေနဲ့ရန်ကုန်တိုင်းဒေသကြီးအတွင်းကရေကောက်ပွဲကျင်းပမဲ့လစ်လက်မဲဆန္ဒနယ်၅နေရာမှာ မဲဆွယ်စည်းရုံးရေးအတွက်လာရောက်ဟောပြောပေးသွားမယ်လို့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လာဦးဝင်းမင်းကလည်းပြောပါရယ်ဧပြီလ18ရက်နေ့မှာကျင်းပမဲ့ဂျားဖြတ်ရွေးကောက်ပွဲမှာ NLD ကလက်လက်မဲဆန္ဒနဲ့19နေရာမှာ18နေရာဝင်ရောက်ရှင်းပြန်သွားမှာလည်းဖြစ်ပါရယ်ရှင်69နှစ်မြောက်ချင်းမျိုးသားနေခန်းသားကိုရန်ကုန်မြို့မှာစီကားတိုက်မြိုက်စွာကျင်းပခဲ့ပါရယ်ပြည်ဖို့အောင်ကသတင်းပေးပို့ထားတာပါရှင် 69နှစ်မြောက်ချင်းမျိုးသားနေအခမ်းအနားကိုအလုံမြို့နယ်အောက်ကြီးမြင့်နိုင်လမ်းမနားမှာရှိတဲ့ Frank ခမ်းမမှာကျင်းပခဲ့တာပါ။ရန်ကုန်မြို့အတွင်းနဲ့နီးစပ်ရာမြို့နယ်တွေကချင်းလူမျိုးတစ်ထောင်ကျော်တက်ရောက်ပါတယ်။ရင်းမြေချတော့ကြောင့်တော့ပွဲချောက်အုပ်ချုပ်ခံရရတော့အတိတ်သမိုင်းအစဉ်လာကြောင့်လည်းမျိုးနွယ်စုထောင်းပွားပြည်ရင်းများရှိခဲ့တော်လဲစီးလုံးမြို့ချင်းသာအဓိကဖြစ်ကြောင်းယနေ့69နှစ်မြောက် ခြေမျိုးသားနှင့်အခမ်းအနားတို့တဲ့ရောက်လာကြသောခြေတိုင်းရင်းသားများမှလက်တွေ့တက်နေပြနေသောကြောင့်လည်းခြေတစ်မျိုးသားအလုံးအတွက်အထူးဂုဏ်ယူပါကြောင်းထပ်ဆင့်ပြောကြားလိုပါမည်ရန်ကုန်မှာလှုပ်တဲ့ပွဲမှာချင်းရွာအမှတ်တရပစ္စည်းတွေရောင်းချခြင်းရိုးရသချင်းကားတွေနဲ့ဖျော်ဖြေခြင်းနဲ့ချင်းလူမျိုးရေးအဖွဲ့တွေကအမှတ်တရစကားပြောကြပြီးချင်းခေါင်းဆောင်တွေကိုဂုဏ်ပြုခဲ့ပါတယ်။ပြည်သားနဲ့မှာတော့ချင်းလူမျိုးပြောင်းနေတဲ့တော့ ဒီလိုမျိုးချင်းအမျိုးသားနဲ့လောက်တာတော့ကောင်းပါတယ်ဘာလို့လဲဆိုတော့ချင်းချင်းတွေကဒီလိုမျိုးဆောင်စီရတာလည်းဖြစ်တယ်လေဆိုတော့ဘာသာစကားမတူမြန်မာလိုပဲဘုံစကားရှိတယ်ဆိုတော့လည်းဝမ်းသာမိပါတယ် โอเคအခုလာပြောလို့ပြောတော့အဲ့လိုမျိုးဒီလိုနေထူးနေမြန်မာကိုမြန်မာနိုင်ငံမှာပေါ့နော်ချင်းအဲ့မျိုးကိုရဲ့လူမျိုးဝတ်စုံလေးကိုဂုံယူစွာနဲ့ဝတ်ခွင့်ရတာကိုပဲညီမကတော့ကြည်နူးတယ်ဝမ်းသာတယ်အဲ့လိုမျိုးချင်းမျိုးသားတွေကိုချင်းရဲကောင်စီရဲ့ဆုံးဖြတ်ချက်အရ1950ခုနှစ်ဖေဖော်ဝါရီ20ရက်နေ့မှာတတ်မှတ်ခဲ့ပြီးချင်းလူမျိုးတွေရဲ့မျိုးချင်းစိတ်သက်ရှင်သန်လာခြင်းအကြောင်းတွေကိုစူးစီးပြီးတတ်မှတ်ခဲ့တာပါဖေဖော်ဝါရီ20ရက်နေ့မှာကြာတဲ့69နှစ်မြောက်ချင်းမျိုးသားတွေကိုရန်ကုန်မြို့ပြင်အခြားပြည်နယ်တိုင်းအသီးသီးမှာလည်းကျင်းပခဲ့ပါဗျာ ကျွန်တော်ပြဖို့ပါ69နှစ်မြောက်ချင်းမျိုးသားနဲ့ခန်းသားကိုနေပြည်တော် MICC 2အဆောက်အဦးမှာဖေဖော်ဝါရီလ20ရက်နေ့ညနေကကျင်းပခဲ့ပါတယ်အခမ်းအနားကိုဒုတိယသမရနှစ်နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတွေနဲ့ပြည်ထောင်စုအဆင့်ဝင်ကြီးတွေလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ NLD ပါတီကထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ချင်းလူမျိုးတွေတက်ရောက်ခဲ့ကြပါတယ်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်က ချင်းပြည်နယ်မှာဘာအကူအညီတွေလိုလဲဘာအကူအညီတွေပေးရမလဲလို့မေးတဲ့အခါမှာချင်းမျိုးသားတွေအနေနဲ့ကပညာရေးကိုပဲအကူအညီပေးပါပညာရေးကဏ္ဍပဲအကူအညီလိုပါတယ်လို့ပြောပါတယ်ချင်းတိုင်းရင်းသားတွေရဲ့ပညာရေးကိုအလေးထားတာကိုသဘောကျပါတယ်နှုတ်ခွန်းဆက်စကားမှာထည့်သွင်းပြောကြားသွားတာလည်းဖြစ်ပါတယ်ရှင်69နှစ်မြောက်ချင်းမျိုးသားနေမှာချင်းတိုင်းရင်းသားတိုင်းရင်းသူတွေကအကစားပိုင်းမှာထူးချွန်တဲ့သူတွေကိုဂုံပြုစုတွေချင်းမြင်ခဲ့ပါတယ်ချင်းတိုင်းရင်းသားတွေဖြစ်တဲ့ဘောလုံးအကစားမှာဆော်လမန်ဖြိုးကိုကိုသိန်း ညပြစ်အာကစားကအောင်ငိမ်းရောစိမ့်ရအပါဝင်တခြားနိုင်ငံတကာအာကစားပြိုင်ပွဲမှာရွှေတစိမ့်နဲ့အခြားသောစုတွေရရှိခဲ့တဲ့ကစားသမားတွေကိုစုချင်းမြင်ပေးခဲ့တာပါဒီပွဲမှာချင်းလူမျိုးများစုကညပြစ်အာကစားမှာထူးချွန်တာတွေကိုတွေ့ခဲ့ရပြီးတော့ကာယပလဗိုဗီနန်ညပြစ်ဘောလုံးလက်ဝိအာကစားသမားတွေကိုချင်းမြင်ပေးခဲ့တာလည်းဖြစ်ပါတယ်69နှစ်မြောက်ချင်းမျိုးသားနေ့ကိုဖေဖော်ဝါရီလ20ရက်နေ့ကနေပြည်တော်မှာရှိတဲ့ MICC2 မှာကျင်းပခဲ့တာလည်းဖြစ်ပါတယ်ရှင် ွေးကင်စာဝေဒနာရှင်ကလေးငယ်တွေအတွက်အခမဲ့စံသက်စစ်ဆေးကုသမှုတွေပြုလုပ်ပေးနိုင်မှုတွေးကင်စာကလေးငယ်တွေကိုကြီးရေးရံမုံငွေအဖွဲ့ကိုမန်လေးမြို့မှာ ဖွဲ့စည်းတည်ထောင်ထားပါတယ်ငိမ့်မွန်းအောင်တည်င်းပေးပို့ထားပါတယ်ရှင်တွေးကင်စာဝေဒနာခံစားနေရတဲ့ကလေးငယ်တွေကိုယောဂအမျိုးအစားခွဲခြားစစ်ဆေးပေးပြီးအခမဲ့ကုသမှုတွေပြုလုပ်ပေးနိုင်မှုအတွက်တွေးကင်စာကလေးငယ်များကိုကြီးရေးရံမုံငွေအဖွဲ့ကိုမန်လေးမြို့မှာတည်ထောင်လိုက်ပြီဖြစ်ပါတယ် မန္တလေးကရင်300ဆန်ကလေးစေုံကြီးသွေးနဲ့ကင်ဆာကုဌာနကတွဲဖက်ပါမောက်ခဒေါက်တာရီကျော်ကဥဆောင်ပြီးသွေးနဲ့ကင်ဆာရောဂါအထူးကုဆရာဝန်ကြီးတွေနဲ့အလူရှင်တွေစုပေါင်းဖွဲ့စည်းတာပါဘုရားကျမတို့ဒီရမငွေလေးရလာပြီဆိုတော့တော့နောက်ပိုင်းမှလည်းကျမတို့ဒီကလေးတွေကိုရှေ့ဆက်ပြီးတော့ဒီသွေးကင်ဆာနဲ့ပတ်သက်တဲ့ဟာလေးထိရောက်တဲ့ကုသမှုလေးတွေလုပ်နိုင်မယ်လို့ကျမမျှော်လင့်လာတယ်။နောက်ပိုင်းမှကျမတို့အစိုးရကနေပြီးတော့ဒီ မျိုးစားခွဲတာလေးနဲ့ပတ်သက်ပြီးတော့ထောက်ပံ့မှုလေးတွေရလာမယ်ဆိုလို့ရှိရင်ကျမတို့ရဲ့ရံမုံွယ်ခွဲရကလေးရဲ့ကုသမှုပိုင်းကျမဥတီဘက်မှာပါကုသမှုပိုင်းမှာဆေးတွေလိုအပ်တဲ့ဆေးဝါးလေးတွေဒီရံမုံွယ်ခွဲရနေစီဝေးလေးလုပ်မယ်တကယ်အမှန်တကယ်လိုအပ်ပြီဆိုလို့ရှိရင်သူရဲ့ဆေးဝါးဝယ်ရေးအတွက်ကို ဒီရမုံငွေကနေပြီးတော့ထည့်ပြီးတော့သုံးပါမယ်နောက်တစ်ခုဒီဆေးရည်နဲ့ပတ်သက်လို့လည်းအစိုးရထောက်ပံ့လာနိုင်ပြီဆိုလို့ရှိရင်နောက်တစ်ဆင့်ကကျွန်မတို့တို့အတွက်ကိုလမ်းစရိတ်ပေါ့လမ်းစရိတ်အတွက်ကိုကျွန်မရည်ရွယ်ထားပါတယ်ဒီရမုံငွေဖွဲ့ဘာကြောင့်လဲဆိုတော့များသောအားဖြင့်ကလေးတွေကကျွန်မစီမံလာကြတာအဝေးရနေလာကြတဲ့အတွက်ကြောင့်မို့လို့လမ်းစရိတ်ခက်ခဲရှိတယ်ကူတာမယ်လာမယ်ဆိုတာသိပေမဲ့လည်းသူကလမ်းစိတ်မတက်နိုင်တဲ့အတွက်မလာနိုင်တော့ဘူးဆိုတာလည်းအများကြီးပဲရှိသွားရတော့ 2010ခုနှစ်မှာသွေးကင်ဆာဝေဒနာရှင်ကလေးငယ်30လောက်သာရှိရာကနေ2016ခုနှစ်မှာ80လောက်ထိတိုးလာခဲ့တယ်လို့ဆေးရုံကိုလာရောက်ကူတာတဲ့စီးရင်တွေရသိရပါတယ်။ဆေးကူတာစရိတ်များပြပြီးခီးဝေးလို့လာရောက်မကူတာနိုင်တဲ့ကလေးတွေလည်းရှိတာကြောင့်အခုလိုသွေးကင်ဆာကလေးငယ်များကုညီရေးရံပုံငွေဖွဲ့ကိုဖွဲ့တာဖြစ်ပြီးဓမ္မပါလာနဲ့မြတ်ပါရမီသွေးလူရှင်အသင်းတွေကလည်းပူးပေါင်းပါဝင်ကူညီခဲ့ကြပါတယ်။ဘာဖြစ်လို့ဒီကလေးလေးတွေကိုဦးဇင်းတို့အခုလိုမျိုးရံပုံငွေ လူတန်းခွဲလောက်ရတာလဲဆိုတော့ကလေးလေးတွေကခုမှငယ်ငယ်လေးတွေရှိတယ်လူလောကရောက်တာမှဘယ်တော့မှမရှိသေးဘူးပေါ့နော်အဲမှသူတို့မှသူတို့ရဲ့ပါလာတဲ့ကံလေးကံတရားကြောင်းတရားမလှလို့သာဦးဇင်းတို့ကဒါဟောလုပ်တယ်ဆိုပေမဲ့တကယ်ကိုတနာစရာကောင်းပါလေဒီကလေးကလေးတော့မှဖြစ်နေတယ်ယောဂခံစားနေရတဲ့ကလေးလေးတွေကလေအားကြောင့်မလို့ဦးဇင်းတို့ကပြတောင်းဝန်ကံဆောင်ကြီးများနဲ့ဦးဇင်းတိုင်ပြီးတော့ဒီရန်ကုန်ရန်ပုံငွေဖွင့်ပွဲပေါ့နော်ဒီကလေးငယ်များအတွက်ဦးဇင်းတို့တာ မှတည်ပြီးတော့လူထမ်းပြီးသွားမယ်လို့ဦးဇင်းတို့ရှိပဲထားပါတယ်ပြန်ဟုတ်ကဲ့မလေးမြို့ကရင်သောရဆန်ကလေးဆေးုံကြီးသွေးနဲ့ကင်ဆာကုဌာနဟာအထက်မြမာပြည်မှာကလေးသွေးရောဂါနဲ့ကင်ဆာအထူးကုသပေးတဲ့တခုတည်းသောဌာနတစ်ခုဖြစ်ပါတယ်အခုဖွဲ့စည်းလိုက်တဲ့ရမုံငွေဖွဲ့စည်းကနေဝေဒနာရှင်ကလေးငယ်တွေအတွက်အခမဲ့စမ်းသပ်စစ်ဆေးကုသမှုတွေပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ငိမ့်မိုးအောင်ပါရှမ်းပြည်တောင်ပိုင်းမိုင်းကင်မြို့နယ်ထဲမှာ ေဖော်ဝါရီလ20ရက်နေ့မနေ့ကចောင်းသားចောင်းသူတွေနဲ့ဆရာဆရာမတွေပါဝင်လာတဲ့တင်ဆောင်လာတဲ့ထော်လာကြီးတွဲရင်တစည်းလမ်းမှာတိတ်မောက်ပြီး9ရောက်သေဆုံးပြီး18ရောက်ဒဏ်ရာရသွားခဲ့ပါတယ်။ဟန်ဂိုင်းမြို့အလဲရန်ကျောင်းက၄တန်းနဲ့၈တန်းကျောင်းသားကျောင်းသူတွေဟာမိုင်းကင်မှာအစိုးရစစ်ဆောင်ဘိုးဝဲဖြေဖို့ထွက်လာတော့မှပန်ကေတုရွာအနီးရင်မတော်တဆဖြစ်ပြီးတိမ်မောက်ခဲ့တာလို့ရင်မောက်သွားစဉ်တွားရောက်ကူညီခဲ့တဲ့မိုင်းကင်မြို့နယ်ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးဆိုင်ပန်က DVB ကိုပြောပါတယ်သေဆုံးသွားတဲ့လူတွေထဲမှာရင်မောင်းသမားလဲပါဝင်ကြောင်းရင်တိတ်မောင်းဝခြင်းအကြောင်းကိုအတိအကျမသိရသေးကြောင်းဒါပေမဲ့ကားပေါ်ပါလာတဲ့သူတွေပြပြကြဲ့ရာဂုံစင်ကားကိုကိုွေလိုက်ရာကနေအရှိန်မထိန်နိုင်ပဲကြောက်သေးကိုမှောက်ကြသွားတာလို့လဲပြောဆိုထားပါတယ်ရှင်အစိုးရနဲ့ကရင်အမျိုးသားစီယုံ KNU ပူးပေါင်းတည်ထောင်ထားတဲ့၄ကိတ်ကော်မျိုးတစ်မှာနေထိုင်သူတွေဟာအလောက်ကိုင်းရှားပေါမှုကြောင့်အခက်အခဲကြုံတွေ့နေရပါတယ်။ကရင်မျိုးသားစီယုံ KNU တမဟာ ထိမ့်ချုပ်နယ်မြေမြောက်ရီခရိုင်မှာတည်ထောင်ထားတဲ့လေကစ်ကော်မျိုးသစ်မှာအခု2019နှစ်စမိုင်းအထိလူဦးရေ3200ကျော်နေထိုင်နေပြီးအင်ဂျီပေါင်း650ကျော်အထိရှိနေပါတယ်။လာရောက်နေထိုင်သူအများစုဟာစစ်ပေးရှောင်ပြည်သူတွေဖြစ်ပြီးရွှေပြောင်းလုပ်သားအများစုလည်းလာရောက်နေထိုင်ကြတယ်လို့တွေ့ရပါတယ်။သူတို့ဟာအလုတ်ကန်ရှာပါတာကြောင့်စောင့်ဝေးနေရေးအဆင်မပြေဖြစ်နေကြတယ်လို့မျိုးသစ်မှာနေထိုင်သူဒေါ်မြကြီးကလည်းပြောပါတယ်။ လေကစ်ကော်မြို့တက်စတင်တီထောင်တော့က KNU တပ်ဖွဲ့ဝင်မိသားစုနဲ့စစ်ပေးရှောင်ပြည်သူတွေအ धिक နေထိုင်မှုယူရတာဖြစ်ပေမဲ့ရွှေပြောင်းလုံသားအများစုဟာနေရခက်ခဲတွေရှိနေတဲ့အတွက် KNU ကမြို့တက်မှာနေထိုင်ခွင့်ပေးခဲ့တာပါမြို့တက်အများစုကတော့အနီးနားကယာမြေတွေနဲ့ထိုင်းနိုင်ငံဘက်ခြမ်းကယာမြေတွေမှာနေစားလုပ်ကင်ကြတယ်လို့သိရပါဗျ။မြို့တက်ကို2020မှာအင်ဂျီ1500အထိတိုးချဲ့တိဆောက်သွားဖို့စီစဉ်ရှိပြီးဂျပန်နိုင်ငံ Nippon Foundation ရဲ့အကူအညီတွေလည်းရယူသွားဖို့ရှိတယ်လို့သိရပါဗျ။ အေရီတိုင်းဒေသကြီးလွှတ်တော်ကိုနှစ်နှစ်အတွင်းအပြီးဆောင်မယ်လို့တိုင်းဆိုရဖွဲ့ကပြောပါတယ်ဒီသတင်းကိုတော့တော်စင်မျိုးပေးပို့ထားတာပါရှင်ပထမအကြိမ်တက်တန်း9နှစ်နဲ့ဒုတိယအကြိမ်တက်တန်းတစ်နှစ်ကျော်ကြာအသုံးပြုလာခဲ့တဲ့အေရီတိုင်းဒေသကြီးလွှတ်တော်ဟာနေရအတီတကြမရှိပဲထိုးယုံခန့်မှတစ်ခုမှကျင်းပပြုလုပ်နေရတာပါမကြခင်မှာတော့ငွေကျပ်9ဘီလီယံကျော်အကုန်ကျခံပြီးအေရီတိုင်းဒေသကြီးလွှတ်တော်အသစ်ဆောက်လုပ်မှဖြစ်ပြီးနှစ်နှစ်အတွင်းအပြီးဆောက်လုပ်မယ်လို့ တိုက်ဒေတာကြီးအစိုးရအဖွဲ့ဝင်ဝင်ကြီးကပြောပါတယ်စုစုပေါင်းဆိုလို့ရှိရင်ကျွန်တော်တို့5ဘီလီယံနဲ့10ဘီလီယံကြားလောက်ဆိုပြရတာပါတယ်ပြန်ရင်းကာလကတော့နှစ်နှစ်လောက်သွားမှာပေါ့နော်အခုကျွန်တော်တို့အားချင်းလုပ်နေပါတယ်လွှတ်တော်စာဦးတိဆောက်ဖို့မြေနေရာမှာတိုင်းအဆင့်ထွေအုပ်အရာရှိတွေနေထိုင်နေတဲ့အင်္ဂလိပ်ခေတ်လက်ရာအစောက်ဦး22လုံးရှိတဲ့အထက်ကပြင်ဆင်ထိန်းသိမ်းဖို့ခက်တဲ့အစောက်ဦး9လုံးကိုနေရာမလွတ်ကင်းတာကြောင့်ဖယ်ရှားခံရမှာဖြစ်ပါတယ်ကျန်တဲ့အိမ်တွေဒီတိုင်းဆက်ရှိပါပါအဲ့အဲ့အိမ်တွေကလည်း ဩဉာထိမ့်သိမ့်မှုမတက်နိုင်တော့ဘူးအလုံးတဝက်မက အိနေရတချို့အခန်းတွေဆိုဒီတိုင်းမထားလိုက်ရလားအမိုးအကာခင်းမကုန်အဲ့ဒီနေထားတယ်ဒါပေမဲ့ကျွန်တော်တို့ခုလွတ်တော်တဲ့မှာအကျုံးမှာအိငါးလုံးပဲအကျုံးမှာနေအိမ်ရွှေပြောင်းပေးရတဲ့အရာရှိတချို့ကိုယာယီနေရာချထားပေးထားပြီးနောက်နေ့ဘတ်ဂျက်မှာအင်ယာအတွက်ဆောက်လုပ်ဖို့ထည့်သွင်းဆောင်ရွက်မှာဖြစ်တယ်လို့လွှတ်တော်ဥက္ကဋ္ဌကပြောပါရယ်။ Air Retail ဒေသကြီးလွှတ်တော်အတွက် ပဋိဌိအငွေ့သက်ပါဝင်အောင်ရေးဆွဲထားတဲ့လွှတ်တော်ဒီဇိုင်းကိုရွေးချယ်ထားပါတယ်။ကျယ်ဝန်းတဲ့လွှတ်တော်အစည်းအဝေးခန့်မှအပါဝင် စားတောက်ခန်းနားနီခန်းနဲ့မီဒီယာတွေအထက်အခန်းတွေလည်းထည့်သွင်းထားပြီးစာကြည့်တိုက်တဲ့အာကစားခန့်မှတွေလည်းပါဝင်မှာဖြစ်ပါတယ်။ကျွန်တော်တော်စင်မျိုးပါခင်ဗျာ။ဒီပါကိုတင်ဖို့မယ်တစ်ခွဲသားတွေအတွက်အကွန်90ရာခိုင်နှုန်းကောက်ခံတဲ့ဥပဒေကြမ်းတတ်မှတ်မဲ့အပေါ်ဝေဖန်မှုတွေရှိနေကြပါတယ်။သူစားလင်းသတင်းပေးပို့ထားပါရရှင်။ ပြည်ရင်းသစ်လုပ်ငန်းရှင်တွေအနေနဲ့ယင်းနှိမ့်ညံမှုအတွက်အင်အားနဲ့တို့ပြည်ပနိုင်ငံတွေလိုယင်းနှိမ့်ညံမှုအတွက်ဘန်စနစ်ကိုမိခိုးလို့မရတဲ့ပြင်ဤပညာဖွံ့ဖြိုးမှုလည်းအားနည်းနေပါတယ်။ဒါအပြင်ဈေးကွက်ခိုင်မာမှုမရှိရင်းတို့ကြောင့်လည်းမြက်စွန်းအတွက်စမ်းကုန်ကျိုးပန်းနေတဲ့အချိန်မှာခွန်90ရာခိုင်နှုန်းကောက်ခံမဆိုရင်ဒီဥပဒေကစက်ရုံနဲ့ရက်ဆိုင်ရမယ့်အခြေအနေရောက်နိုင်တယ်လို့မြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအတင်းကြုံတုခရာကပြောပါတယ်။90ရာခိုင်နှုန်းပြောနေ100ရာခိုင်နှုန်းစမ်းရအောင်မြက်ဖို့တောင်တော်တော်ကိုယုံကံပါတယ်။ဆိုတော့ကျွန်တော်တို့ကဘာလို့မိခိုးလို့မရဘူး။ နည်းပညာလည်းကျွန်တော်မဖင်ပြသေးဘူးအတိအပြင်ကျွန်တော်အင်မတန်မှစိုးရတာကျွန်တော် market ခံမှမရှိဘူးဆိုတော့ market ခံမှမရှိတဲ့အချိန်မှာကျွန်တော်ဒီ market ဝေစုရဖို့ကိုကျွန်တော်စူးစမ်းနေတဲ့အချိန်မှာအမြတ်ဆိုတာကျွန်တော်တို့ဒုတိယနေရာမှာထားပြီးတော့ market ကိုခိုင်ခိုင်မာရအောင်ကျွန်တော်စူးစမ်းနေတဲ့အချိန်မှာဘလို့မှလုတ်ကန်နိုင်စွာမရှိတဲ့ဒီ90ရာခိုင်နှုန်းအခွန်ကောက်တာကတော့ကျွန်တော်တို့စိတ်ကိုရက်ဖို့ပဲရည်ရွယ်လိုက်တဲ့ဥပဒေလိုပဲကျွန်တော်ကျွန်တော်ကျွန်တော်ဟိုတူးတဲ့ဆန္ဒနဲ့ကျွန်တော် ပြောတာပါ ဒီဥပဒေကိုတည်ပြုတော့မယ်ဆိုရင်တက်လုပ်ငန်းရှင်တွေရဲ့ဘောဓာကိုအရင်ဆုံးတွေ့ဆုံမေးမြန်းညှိနှိုင်းဖို့လိုအပ်တယ်လို့ဒီဆုံးဖြတ်ချက်ကိုလည်းပြန်လည်ပြင်ဆင်ပေးသေးခြင်းတယ်လို့ညီမနိုင်ငံတက်လုပ်ငန်းရှင်မတင်ကြုတ်ကအကြံပြုပြောဆိုပါတယ်။တကယ်လို့ဟိုဥပဒေတစ်ခုကိုဆုံးဖြတ်ချက်တစ်ခုကိုချမှတ်တော့မယ်ဆိုလို့ရှိရင်ပါဝင်ပတ်သက်နေတဲ့တက်လုပ်ငန်းရှင်တွေရဲ့ဘောဓာအမြင်တွေကိုဒီလွတ်တော်အနေနဲ့ရောဥပဒေကျမ်းကော်မတီနဲ့ရောတေချာတွေ့ဆုံဖို့ပေါ့နော်ညှိနှိုင်းပြီးတော့မှအရင်ဆုံးယူသင့်တယ်ပေါ့ ဒီဆုံးဖြတ်ချက်ကိုလည်းပြန်ပြင်ပြင်ပြီးတော့ပေးစီခြင်းနဲ့ခွဲသားအဆင့်ကိုပါထည့်သွင်းပြီးတော့အခွန်90ရာခိုင်နှုန်းကောက်တာကတော့အားလုံးတဲ့ဆိုးရတဲ့ဟိုဟိုနောက်ဆက်တွဲပြဿနာတွေမြောင်မြောင်စွာဖြစ်ပေါ်လာတဲ့အတွက်ဒါတို့တော့ပြန်လဲလွတ်တော်ကဟိုစင်ချင်သုံးသက်ပြီးတော့ပြုပြင်ပေးဖို့အတွက်တောင်းဆိုချင်ပါတယ် တလုံးစင်မှာခွန်90ရာခိုင်နှုန်းကောက်ခံတာလက်ခံပြီးမဲ့တစ်ခွဲသားတွေကို90ရာခိုင်နှုန်းကောက်ခံမယ်ဆိုရင်လက်ရှိအစိုးရအနေနဲ့အိန္ဒိယမလေးရှားထိုင်းနိုင်ငံနဲ့အင်ဒိုနီးရှားနိုင်ငံတွေရဲ့ခွန်ကောက်ခံမှုပုံစံကိုအရင်ဆုံးလေ့လာသင့်တယ်လို့လည်းမြန်မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းချုပ်ကပြောဆိုမှုတွေရှိနေပါတယ်။ကျွန်မကသူစာလင်းပါ။ဂျပန်နိုင်ငံမြို့တော်တိုကျိုမှာဖေဖော်ဝါရီလ16ရက်နေ့ကကျင်းပတဲ့လက်ဝဲ Legacy 2ပြိုင်ပွဲကိုတော့ဥဇော်ဇော်လိုင်းကပေးပို့ထားပါတယ်ရှင်။ ထဖိုင်လာစချိုနီကတူတူမှာကျင်းပခဲ့တဲ့လဝိလီဂက်စီဒူးပြိုင်ပွဲဟာမြမယူရလဝိချန်ပီယံဒစ်လက်တရဲ့ပထမဆုံးချန်ပီယံတရဖူကာကွယ်ပွဲဖြစ်သလိုမြမမေရီယာဂရုနဲ့အင်တာနက်ရှင်နယ်လဝိဖက်ဒရေးရှင်းဂျပန်တို့ရဲ့ဂျပန်မှာဒုတိယအကြိမ်ကျင်းပခဲ့တဲ့ရိုးရလဝိပွဲဖြစ်ပါတယ်။ ဂျပန်လူမျိုးများပါဝင်မှလူ့ဝိကိုစိတ်ဝင်စားတဲ့ပြည်သူများယုံကြည်ရင်ရှင်လာရောက်အားပေးခဲ့ပြီးချန်ပီယံတစ်ဘလက်တက်ကရှင်ပြိုင်ဘက်ဒဂုံရွှေအောင်လန်ဆုရှင်ဟောင်းဝရင်တုတ်ဖိုကီကိုဒုတိယအကြိမ်အတွင်းအလဲထိုးအနိုင်ယူခဲ့ပြီးချန်ပီယံဆုကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ကနေဒါနိုင်ငံသား US လက်ဝဲချန်ပီယံကယဉ်ကျေးဖော်ရတဲ့မြန်မာလူမျိုးတွေနဲ့အတူမြန်မာနိုင်ငံမှာအခြေချနေထိုင်ဖို့စဉ်းစားနေပြီးမြန်မာ US လက်ဝဲကမ္ဘာချန်ပီယံဖြစ်အောင်ဆက်လက်ကြိုးစားသွားမယ်လို့တင်ပေးပြမှာဒီလိုခုလိုပြောကြတယ် As a champion in Myanmar Irina and my wife Emma and I are very happy to be accepted by everyone in the country very polite ချောက်ဆိုင်တို့တက်ခဲ့တာဖြစ်ပြီးမြေကြီးပွဲစဉ်ဖြစ်တဲ့ရွှေစင်မင်းနဲ့ဂျပန်မြေကြီးနိဗ္ဗာန်သမားမိုမိုကူရုရဲ့ပွဲကတော့ဂျပန်ပြည်သက်တွေအထူးနှစ်ချက်အပွေကေကာပူရဲတည်ကြခဲ့ပါတယ် တရရပါမယ်နောက်နောက်ပွဲပွဲလေးမှာဒီထက်မှကဂျပန်လေးကိုလည်းနှာအောင်လုပ်မယ်ဒီမှာပြရပြတဲ့လူလေသမီးကိုဆက်လက်ပြအပိပအောင်လို့မြတ်တရခိုင်ပါတယ်ရှင့်ခုလည်းအပိရအတွက်ကျေးဇူးတင်ပါတယ်ရှင့်ဂျပန်နိုင်ငံသားနာမည်ကျော်မွေထိုင်းချန်ပီယံခိုးမူရာနဲ့ရာဇာရုရဲ့ပွဲမှာလေးကြည်ရေကုန်ရေကန်းထိုးသက်ကပူးရဲတည်ကြခဲ့ပြီးပြီးသက်အနှစ်သက်ဆုံးပွဲလေးဖြစ်ခဲ့ပါတယ် ကောင်းပါတယ်ကျေနပ်ပါတယ်ကျွန်တော်လိုပဲကျွန်တော် live message မှာဂျပန်ပြည်သက်ကလည်းကျေနပ်ပါတယ်အဲဒါကြောင့်မို့လို့နောက်နောက်ပေါ့နော်ဟိုဂျပန်နိုင်ငံမှာမြန်မာရိုးရလက်ဝေးအနာဂတ်ကအလုံးမတန်ထွန်းလင်းတောက်ပနေတယ်လို့ကျွန်တော်ထင်ပါတယ်ဂျပန်နိုင်ငံဘက်မှပွဲစီစဉ်သူတွေကဗကံဖျားများပြည်ပြည်နိုင်ရန်အလှငွေရန်တတန်းပေးအပ်လှူဒန်းပြီးမြမတမကြီးကိုစားတူချိုမြမတန်ယုံအုပ်ချုပ်ရေးအရာရှိဦးတန့်စင်ကတက်ရောက်လက်ခံယူခဲ့ပါတယ်ကျွန်တော်စောစောလိုင်းတူချိုကနေသတင်းပေးပို့ခဲ့တာပါ DVB ရုပ်မြင်သံကြားရဲ့နေ့လယ်12နာရီချိန်ရရှိထားတဲ့သတင်းတွေကိုရှုစားခဲ့ကြရတာပါနေ့လယ်2နာရီမှလည်းထပ်မံရရှိတဲ့သတင်းတွေကိုဖြည့်ဆွပြီးတင်ဆက်ပေးသွားအောင်ပါကျွန်မလေးလေးပုံပါကျေးဇူးတင်ပါတယ်ရှင်